โอเคပေါကလေး reaction youtube channel နေပြန်လဲကျူဆိုပါတယ်ကျွန်တော်ဒီနေ့ဘာတည်င်းတူရှိလဲဆိုတာကျွန်တော်မိဘတွေနဲ့အတူတူကြည်အောင်เนาะအာဆီယံနဲ့တွေ့ဖို့တောင်းဟိုက်တောင်းမင်းအောင်ဟိုက်ဖို့ထိုင်းဒုတိယအကြိမ်ထပ်လာမယ်ဆိုတော့တပင်းကိုအားလုံးကြားပြီးဖြစ်မှာပါเนาะဒီတရင်ကတေချာတလောက်ရှိတယ်ဒီကောင်ကိုယ်တိုင်ကျင်းနေလာမယ်အဲ့ဒီဟာနဲ့ပတ်သက်လို့မလေးရှားဝင်ကြီးချုပ်ကထုတ်ပေါ်ပြောကြခဲ့တာအဲ့တော့အဲ့ဒီမလေးရှားဝင်ကြီးချုပ်ရဲ့ပြောစကားကိုအများကကွက်ကြတယ် အဲ့ဒီကန့်ကွက်တဲ့အထဲမှာထိုင်းရလွတ်တော်အမတ်နော်လက်ရှိမြမအရေးမှာတမန်တော်မှာကြာစွာနဲ့ပြောနေတဲ့အမတ်တယောက်ကတော့ဟူထုတ်ပြောလာသူပြောတဲ့စကားတွေကိုကျွန်တော်အရင်ဖတ်ပြမှာဘာသာပြန်ထားတာရှိတယ်ဗောနော်ငြိမ်းညာရေးအကျိုးဆောင်လှုပ်ထင်ညာရှိဖို့အရင်လိုတယ်လို့ထိုင်းအမတ်ကမလေးရှားဝန်ကြီးချုပ်ကိုအကြံပေးမြောက်နိုင်ငံလာမယ့်ဧပြီလ18ရက်မှာထိုင်းကိုနောက်တစ်ခေါက်လာအောင်မယ်အကြောင်းကတော့ပြီးခဲ့တဲ့ဧပြီလ၄ရက်နေ့ထိုင်းနိုင်ငံကဆွေးနွေးပွဲပြစ်သွားပြီးတဲ့အဲဆွေးနွေးပွဲပြီးတဲ့နောက် မြန်မာစစ်တပ်ကနိုင်ငံတွင်းဘုံကျဲမှုတွေကိုချက်ချင်းရပ်တန့်လိုက်လို့ဒါနဲ့ပတ်သက်ပြီးဆက်ဆွေးနွေးဖို့ဆိုပြီးမလေးရှားဝန်ကြီးချုပ်ကပြောတယ်။သူကဘာကိုအခြေခံပြီးဒီလိုပြောရတာလဲ။ခေါင်းဆောင်တွေစစ်ပြီးအချက်လက်မစစ်သေးကြဘူးလား။အချက်လက်တွေကရှင်းနေတာပဲ။ဧပြီလ3ရက်မှာစစ်တပ်ကအပြစ်ခတ်ရက်စဲကြီးကျင်းညာပြီးတဲ့နောက်မဟာတကြံနဲ့ဧပြီလ7ရက်နေ့ထိတနင်္ဂနွေလုံးမှာဘုံကျဲမှုပေါင်း124ကြိမ်ထိရှိခဲ့ပါလေ။ဒါကဘလို့အပြစ်ခတ်ရက်စဲကြီးမျိုးလဲ။ ထိုင်းနိုင်ငံရဲ့တန်တမာရေးရယက်တိချင်းနဲ့ပတ်သက်လို့တော့များများပြောစရာမလိုပါဘူး။ဘာလို့လဲဆိုရင်27ရာစုနိုင်ငံတကာအခင်းချင်းရဲ့အချင်းရဲ့လက်တွေ့အခြေအနေတွေနဲ့ရှင်ရင်ထိုင်းကအာနဲ့နေလို့ပဲဖြစ်တယ်။ထိုင်းဆိုရဘွဲကဒုတိယကမ္ဘာစစ်သုံးကလို့ဤရဒါဘက်ကိုဘက်လိုက်နေတယ်လို့ပြုမှုနေတာဟာတကယ်ကိုပဲတန်ဖိုးမဲ့လုံးနဲ့အေဗလာ18ရက်လာမယ့်အေဗလာ18ရက်မှာမင်းအောင်နိုင်ကထိုင်းနိုင်ငံစီတရားဝင်နောက်တစ်ချိန်လာရောက်မှာဖြစ်တယ်။ထိုင်းနိုင်ငံစီလာရောက်ဖို့စီစဉ်ထားပြီးဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါ အီဗရာဟင်နဲ့ပြေဆုံးဆွေးနွေးဖို့ဖြစ်တယ်။အန်ဝါအီဗရာဟင်ကမြန်မာစစ်အာဏာရှင်ခေါင်းဆောင်ကိုထိုင်းနိုင်ငံမှာတွေ့ဆုံဖို့ဖိတ်ခေါ်တာလည်းဖြစ်တယ်။မြန်မာနိုင်ငံထဲအပြစ်ခတ်ရက်စဲရေးတက်တန်းတွုံးမြင့်နိုင်ဖို့ရည်ရွယ်တယ်လို့ပြောတယ်။မလေးရှားမြန်မာနဲ့ထိုင်းသုံးနိုင်ငံလုံးကတော်တော်ထူးဆန်းလွန်ပါတယ်။ဘာတွေရှုံ့နေကြတာလဲ။ကျွန်တော်အမြင်ကိုရှင်းပြချင်ပါတယ်။နံပါတ်၁မလေးရှားဝန်ကြီးချုပ်အနေနဲ့ထိုင်းနိုင်ငံစီလာရောက်ဖို့စီစဉ်ထားပြီးဖြစ်ရင်ခီးစဉ်နဲ့စိုင်းနာတွေကိုပဲထိုင်းမှာပြုလုပ်တင်တယ်။ မင်းအောင်နိုင်နဲ့ဆွေးနွေးခြင်းရင်မလေးရှားနိုင်ငံစီတရားဝင်ဖိတ်ပေါ့ဘာလို့မဖိတ်ကြလဲမြန်မာစစ်အာဏာရှင်ရဲ့ခီးစဉ်ကိုမလေးရှားပြည်သူတွေကစန့်ကျင်ကန့်ကွက်မှာကိုစိုးရိမ်လို့လားပြည်တွင်းမှာဝင်ကြီးချုပ်ကိုလူကြိုက်များမှုကြားတော့မှာကိုစိုးရိမ်လို့လားနံပါတ်1မလေးရှားဝင်ကြီးချုပ်ကမင်းအောင်နိုင်ကိုလာရင်သူ့နိုင်ငံသားတွေကစန့်ကျင်မှာကိုစိုးရိမ်ရင်ထိုင်းနိုင်ငံကြလို့ဘာလို့မစိုးရိမ်ရတာလဲမဟုတ်မှလွယ်ပြီးခဲ့တဲ့အပတ်ကလာရောက်ခဲ့ပြီးမှုကျင့်သားရတော့တာလားမကြာခဏလာလို့ရတဲ့လူများသဘောထားနေတာလား ထိုင်းဝန်ကြီးချုပ်ရဲ့အဖေကအာဆီယံဥက္ကဋ္ဌမလေးရှားရဲ့အထူးအကြံပေးဖြစ်နေလို့လားတိုင်းပြည်သူတွေရဲ့တိုင်းပြည်ကောက်ကွက်မှုတွေကိုလုံးဝစိုးရင်ကြောက်ကြမှုမရှိလို့လားနံပါတ်၃မလေးရှားဝန်ကြီးချုပ်ကအေပြလအစောပိုင်းကစပြီးအပြစ်ခတ်ရက်စရေဂရီကူကိုလေးစားလိုက်နာတဲ့မြန်မာစစ်အာဏာရှင်ခေါင်းဆောင်ကိုကျေးဇူးတင်တယ်လို့ဆိုတဲ့စိတ်မကောင်းစရာပဲမလေးရှားဝန်ကြီးချုပ်အပိုင်အတွက်ပြောနေတယ်လို့မြန်မာစစ်တပ်ကနိုင်ငံတွင်းလေရင်နဲ့ဘုံကျဲခြင်းဟာပြစ်ခတ်တာတွေကိုတရက်တလီတောင်မရက်တန့်ခဲ့ပါဘူးဘာလို့များဒီအချက်လက်တွေကြာမရှိကြတာလဲ တရတော်ဆွေးနွေးခြင်းမဖြစ်မလေးရှားဝန်ကြီးချုပ်အနေနဲ့ဘာလို့များနေပြည်တော်ထိတွားပြီးမင်းအောင်နိုင်ကိုတိုက်ရိုက်မတွေ့တာလဲအထူးအကြံပေးတစဉ်ကိုလည်းမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးတည်ဆောက်ဖို့ထိုင်းတရားရုံးစီကနေဒီဘက်ထွက်ခွာခင်တောင်းခံပေးပြီးအတူခေါ်တော်တင်တယ်အဲ့လိုလုပ်ပါလားအဲ့လိုလုပ်ရင်မလေးရှားမှာဆက်ဆဲပြစ်တင်မှုတစုံတရာခံရမှာကိုစိုးရိမ်လို့လားနံပါတ်5နောက်ဆုံးအချက်နေနဲ့တဆိုင်သူအားလုံးအဖွဲ့အစည်းအားလုံးကိုဆွေးနွေးပွဲမှာပါဝင်လာဖို့ဖိတ်ခေါ်နိုင်မဲ့နီလန်းတွေရှာဖွေရမယ်ဆိုတာကိုတကယ်ပဲမသိတာလား ဒီချက်နဲ့ပတ်သက်ပြီးကြိုးပမ်းအားထုတ်မှုတစုံတရာမတွေ့ရှိရပါဘူးမြမစတက်ကပေးထားတဲ့အပြစ်ကရဲစဲကြီးဂတိကိုဆိုတာလေဘယ်တော့မှအမှန်တကယ်ဖြစ်မလာခဲ့တဲ့လေထဲမှာတစ်ဖက်တည်းစကားတွေလာဖြစ်တယ်။ဒါပေမဲ့လည်းဒါကိုပဲအမှန်တရားလို့စိတ်ချယုံကြည်နေကြသည်ဖြစ်တယ်။ခုကိစ္စကထိုင်းနိုင်ငံနဲ့တိုက်ရိုက်သက်ဆိုင်လာပြီဖြစ်တယ်။မနိုင်ငံမှာငြိမ်းချမ်းရေးတည်ဆောက်ဖို့လမ်းပြမြေပုံရော့မတ်တစုံတရာရေးဆွဲထားပြီးပြီလား။မတွေ့ရဘူးရှိလည်းမရှိဘူး။ဒါကိုတွားပြီးဝင်ရောက်ဆောင်ရွက်လိုချင်နေကြတယ်။ဆေးရနာရှင်တွေကိုအရာတွေးလို့ ကျွန်တော်တို့ဗာမားအကျိုးရှိမှလဲရှစ်ဆက်မှလဲဆိုးဆိုးဝါးဝါတုံတဲ့ရပြီးပြီခုဒီချိန်ကပိုတော်ဆိုးလေးတယ်ဘာလို့ဆိုမြမငိမ့်ချမ်းရင်းမှာပူပေါင်းပါဝင်ဖို့ကဘာအစီအစဉ်မှရှိမနေလို့ပဲအာဇံဘုံဘောဓုညီချက်၅ချက်ကိုလည်းအရင်ကပြဿနာတွေကိုဖြေရှင်းရမှာထိရောက်မှုမရှိလို့ကမ္ဘာလည်းမှာပြင်းထန်စွာဝေဖန်ခံရရတယ်အခုဆိုအချိန်တွေကပိုတော်ဆိုးနေပြီဘာပြောင်းလဲမှုမှမရှိသေးတဲ့အပြင်ပြဿနာရှိနေတဲ့အာဆီယံဖွဲ့စည်းပုံကိုဆက်ပြီးအတုံးပြုတ်နေတယ်အခုချိန်ထိလမ်းမလမ်းမြေပုံ road map လည်းမရှိသေးဘူး လုံယုံတက်တက်တွေ့ယုံတက်တက်ပြောယုံတက်တက်တော့မလုံဆောင်ကြပါနဲ့ဒီသုံးနိုင်ငံဘာတွေလုံဆောင်နေတုံးဆိုတာနဲ့ဆိုတဲ့ရှုပ်ထွေးပွေလီမှုတွေနဲ့ဖွက်လွှမ်းရိုက်နေတာကလေဘာမှတခြားဘာမှဖြစ်လာနိုင်စရာမရှိပါဘူးနိုင်ငံကိုအလဲအလဲလှုပ်တဲ့မကောင်းဆိုးဝါးသဘောတူညီချက်ရဲ့ဟန်ပြလှုပ်ရက်တွေဟာလေပိုပြီးပိုပြီးရှင်းလင်းလာနေတယ်ငြိမ်းချမ်းရေးတပွဲစပွဲငြိမ်းချမ်းရေးပွဲစားလှုပ်ရှင်ရင်လေအသိပညာ knowledge ဉာဏ်ပညာ intelligent နဲ့တွေ့အကြုံ experience တွေအများကြီးရှိထားဖို့အရင်ဦးဆုံးလိုအပ်ပါတယ်လူကြီးမင်းတို့ခမကန်နဝီထိုင်းလွတ်တော်အမတ်အေဗလာ14ရက်2025နော်ဒါကတော့လက်ရှိ line ပေါ်မှာအဲတည်င်းအဖြစ်တက်နေကြတဲ့ဒီကထိုင်းနိုင်ငံလွတ်တော်အမတ်တဦးရဲ့ကြောကြချက်ပဲဖြစ်တယ်သူပြောတဲ့စကားတွေကမှန်ပါတယ်နော်မြမပြည်သူတယောက်အနေနဲ့သူပြောတဲ့ဟာကိုထောက်ခံတယ်ဘာကြောင့်ထောက်ခံတာလဲသူပြောသလိုပဲစစ်ကောင်စီကအပြစ်အချက်ကာလမှာမပြောခဲ့သေးဘူးနော် ာနာသိမိခဲ့တာလောက်ခဲ့တဲ့အရာတွေကိုမပြောခဲ့သေးဘူးလက်ရှိသူတို့အပြစ်ရက်ပါပြီးတော့ဂျင်ညာပြီးတဲ့နောက်မှာဘုံကျဲတာအိဗရာ73ရက်နေ့ပြီနော်124ရက်ချိန်ရှိသွားပြီဒီကနေ့ကရင်ပြည်နယ်မှာထပ်ကျဲတဲ့နော်အယွမ်းမရောက်သေးတဲ့ခလေးအပါဝင်အမျိုးသမီးတွေပါတေရတကြံရက်ကြီးတကြံရက်အခါဒီလိုဒါတကြံဆိုတာမြမရိုးရတကြံထိုင်းနာမှာတကြံဆိုတော့နောက်ကျတယ်ပြောအောင်ပဲနော်မြမအတာတကြံမြမတွေနှစ်ခုအဲ့တော့နှစ်တက်ခုမင်္ဂလာပြုလုပ်နေတဲ့တိုင်းပြည်ရဲ့အချိန်အခါတောင်မှ ပြည်သူကိုရရက်ဆက်ဆက်ဘုံကျဲတတ်နေတဲ့စစ်သွေးကြွမိစ္ဆာကောင်တွေအဲ့ဒီလိုကောင်တွေရဲ့လုပ်ရက်တွေကိုအားလုံးကိုခွာချပြီးတော့ဒီလိုကောင်မျိုးကိုလူရဆွဲသွေးနေတဲ့လုပ်ရက်လုံးတဲ့လူတိုင်းအောက်တန်းစားရလားရှင်းရှင်းမဲ့တရားမှုအတ္တအတ္တမကိုအားပေးနေတယ်တရားမှုကိုမျက်ဝဲပြပြီးတော့ဓမ္မကိုခြံနေနေတဲ့နော်လူအောက်တန်းစားတွေအမှန်တရားဘက်ကိုရက်တည်တယ်ဆိုရင်အာဆီယံခေါင်းဆောင်တွေအနေနဲ့ကလက်ရှိမြန်မာပြည်မှာဖြစ်နေတဲ့ပကတိအမှန်တရားကိုအရင်သိအောင်လုပ်ဖို့လို့အခုလိုကြည့် ဒါဟာမြန်မာပြည်သူအားလုံးကိုစော်ကားနေတာလေအတူတူပဲကျွန်တော်တို့ကတော့ဘယ်ခံစားရလဲနော်မြန်မာပြည်သူအားလုံးရဲ့လူတွေကိုလူလူလို့မတတ်မှတ်ပဲနဲ့ငါတို့မှအာဏာရှိတယ်ငါတို့လုပ်ချင်တိုင်းလုပ်မယ်ဆိုတဲ့တလိမ့်ဆန်ဝါဒကိုအတက်တွင်းနေတာလေအတူတူပဲဒီလုပ်ရက်ကအဲ့တော့ဒီသက်တော်အမတ်ပြောထားသလိုပဲမလေးရှားဝင်ကြီးချုပ်အနေနဲ့မြန်မာအရေးကိုလုပ်တော့မယ်ဆိုရင်မြန်မာအရေးကိုတေးစားတိအောင်ရင်လုပ်ဖို့လိုတယ်နော်သူပြောသလိုပဲ knowledge ရှိအောင်အရင်လုပ်ဖို့လိုအပ်တယ် knowledge မရှိဘဲနဲ့ကိုထင်ရကိုရှောက်ပြောရှောက်လောက်တာကသူများတိုင်းပြည်ကိုဖျက်ဆီးနေတယ်အတူတူပဲဘာဖြစ်လို့လဲ လက်ရှိຫນွေဦးတော်လှန်ရေးဟာမင်းအောင်လှိုင်ကိုဇောင်းပေးလိုက်လို့မြန်မာပြည်မှာငြိမ်ဝှက်ပြီးပြားတော့မှာမဟုတ်တော့ဘူး။ဘာဖြစ်လို့လဲမြန်မာပြည်သူတွေလက်ထဲမှာအားလုံးဟာတနတ်တွေရှိသွားပြီ။အဲ့တော့အမှန်တရားကိုဖော်ထုတ်ပေးမှအဲ့ဒီတနတ်ရှိတဲ့ပြည်သူတွေကလက်ခံမှာ။ဒါမဲ့မြန်မာပြည်သူတွေအကြမ်းမဖက်သေးဘူးဒီနေ့ချိန်ထိ။နော်။အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့ဒီအာနာရှင်ကိုအာနာယူကိုအတက်တွင်းပေးပြီးတော့လူရဆွဲသွင်းလိုက်မယ်။မြန်မာပြည်ကအရင်ပုံစံမျိုးဖြစ်သွားမယ်ဆိုတဲ့အတွင်းနဲ့လုံမယ်ဆိုရင်မြန်မာပြည်ကိုစင်းရက်နဲ့စင်းအောင် သွေးချောင်းစီးတဲ့ဆီးရောက်လုံနေတာလည်းအတူတူပဲဒါအောင်မလေးရှားဝင်ကြီးချုပ်အပါဝင်နိုင်ငံတကာခေါင်းဆောင်တွေလည်းတိဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်တို့ NGO အပါဝင်တိုင်းနာအရာဝေးအပါဝင်လူကြီးတွေအားလုံးအနေနဲ့နိုင်ငံတကာတောက်ပြန်တဲ့နေရာမှာနေရာတကာကိုမျက်နှာမွေးမျက်နှာပြပုံနဲ့မလုပ်ပါနဲ့ဒီနေ့အချိန်ထိလည်းကျွန်တော်တို့ကိုဟိုထောက်ပံ့ပေးထားတာမရှိသေးတခုရှိတယ်နော်နိုင်ငံတကာအနေနဲ့လက်ခံလည်းမဟုတ်လက်မခံဘူးမဟုတ်အနေထားရှိတယ်နော်ဒီအနေထားကြောင့်မလို့ကျွန်တော်တို့တွေကဟိုလုံလို့ရသေးတယ်ပေါ့ဒါပေမဲ့စုပ်ပြီးတော့လည်းတို့လက်မခံဘူးညင်းမှန်မရှိဘူးလေ ါအောင်နဲ့တိဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်တို့ကနေရာတကာကိုအောက်ကနေစကားပြောလို့အခုလိုလူပေါင်းမှုတွေကခံလာတယ်မှန်တယ်ကျွန်တော်တို့အကူအညီတောင်းတဲ့နေရာမှာဆက်ဆံတဲ့နေရာမှာကျွန်တော်အောက်ကနေဆက်ဆံနေဆက်ဆံဒါပေမဲ့အခုလိုလူပေါင်းတဲ့လောက်ရမိုးမျိုးတွေဖြစ်လာရင်တော့ကဘာတိအောင်ပြင်းပြင်းထန်ထန်တောက်ပြန်တင်နော်စကလုံးရပြင်းထန်သွားတော့ပြန်တင်။ဘာဖြစ်လို့လဲ။ဒါကအဲ့လိုမလုပ်ဘူးဆိုရင်မယုံကြည်ရေးလိုက်ပါအခု AMG အစိုးရဖြစ်ဖြစ်နော်။ဟို ိုင်းသားအိယဝဲဆိုဖြစ်ဖြစ်နော်အခုလိုမျိုးအချက်လက်လွဲမှားတဲ့အရာတွေကိုနော်အတုံးပြူလာပြီးတော့ပေါက်ပန်း၄၀တွေပြောလာတဲ့ဘယ်နိုင်ငံကောင်းဆောင်မှမဆိုခင်ဗျားတို့နော်ဒီနေ့ခေတ်ကဆိုရှယ်မီဒီယာခေတ်ဆိုရှယ်မီဒီယာတွေဒဲ့ပြောရှာပလိုက်ခင်ဗျားတို့ပို့အောင်မှာမြန်မာပြည်သူလာမထောက်ခံကြိုက်တယ်လို့ပြောအဲ့ဒါကိုအောင်မှာပြည်သူဆိုတဲ့အားကရှိပြီးသားတော့ပြည်သူအားနဲ့ပဲကျွန်တော်တို့ကရှင်ကြိုင်လို့ရမယ်နော်အခုရှင်းတစ်ခါကလုံးမလာတယ်ခိုင်းယူဘူတန်ဝင်ကြီးချုပ်နော်အဲ့ဒီနွားသားနဲ့တွေ့တယ်နွားအခြားကောင်းကောင်းတွေနဲ့တွေ့တယ် ဒီနွားသားတဲ့တွေ့တဲ့အချိန်မှာတွေ့တဲ့ပုံကိုတင်ထားတယ်မြမပြည်သူတွေပွားဝင်ဆဲလိုက်တယ်ချက်ချင်းမူကြီးချုပ်ပို့ဖြုတ်ချလိုက်တာအဲ့ဒါပြည်သူရဲ့အားပဲဒါတိုင်းပဲကျွန်တော်တို့ပြည်သူအနေနဲ့လည်းဒီနေရာမှာသတိထားလာကျွန်တော်တို့ကသကလုံးရပြင်းထန်တဲ့သကလုံးမျိုးတုတ်ပြန်လို့ရရင်ရိုင်းဆိုင်တဲ့သကလုံးမျိုးတော့မပြောသေးချင်ဘူးပြင်းထန်တဲ့သကလုံးနဲ့ရိုင်းဆိုင်တဲ့သကလုံးမတူပါဘူးပြင်းထန်တယ်ဆိုတာတာတာနဲ့နာနာနဲ့တာနော်တကယ်ပညာတတ်တဲ့လူတွေဆိုရင်စဲတာတဲ့ပုံနာတဲ့စကားဆိုတာအဲ့ဒါကိုပြောတာလူကစဲမှနားစရာမဟုတ်ဘူး နော်နာအောင်ပြောရင်နာလို့မရတဲ့နီးလန်းကြီးအများကြီးတယ်ဒါကြောင့်မလို့ကိုယ်နိုင်ငံတည်သူတွေအနေနဲ့အဲ့တချောက်လောက်သတိထားဖို့လို့ကျွန်တော်စဲစရာမလိုဘူးနော်ဘယ်နဲ့ကပြောသလိုကိုအခုမင်းအောင်နိုင်ကိုအာဆီယံဘုံတဘောတူညီချက်၅ချက်ကိုလိုက်နာလို့ကျေးဇူးတင်ဆိုဘယ်နေအောင်လိုက်နာတာလဲဟုတ်တယ်မလားအာဆီယံတဘောတူညီချက်ဘယ်တစ်ခုကိုများမင်းအောင်နိုင်လိုက်နာထားတာရှိလဲနောက်တစ်ခုကဒီနေ့ဒီပေါ်တခုတွေ့လိုက်တယ်ထိုင်းနိုင်ငံတရားပြောထားဘလူလဲတော့ကျွန်တော်မသိပါဘူးအောက်ကနေဘာသာပြန်ပေးထားတွေ့တယ်အာဟိုမင်းတို့အလုံလာလုံးကိုလှုပ်ရှိတယ်ပေါ့ငွေရှာဖို့ရှိရှာအဲပြီးလို့ရှိရင် ဟိုအခြားမဆိုင်တဲ့ဟာတွေမလုပ်နိုင်ပါဘူးမင်းအောင်နိုင်ရတယ်မင်းအောင်နိုင်အောင်မောင်းထုတ်မယ်မင်းတို့လောက်ကတော့အဲမင်းအောင်နိုင်ရဒီနိုင်ငံတရားဝင်ဖိတ်တာဒါအစိုးရချင်းဖိတ်တာနိုင်ငံကောင်းဆောင်တစ်ခုပြဖိတ်တာဆိုအဲ့လိုပြောလို့မရအောင်အဲ့ဒါလုံးဝမှားတယ်မင်းတို့နိုင်ငံမှာအဲ့လိုမျိုးမင်းတို့လက်မခံတဲ့အစုအဖွဲ့အတင်းတစ်ခုကနိုင်ငံအာဏာကိုလုဝမ်းမယ်နော်မင်းတို့လက်ခံမလားအဲ့ဒါပဲအဲ့လိုဟာမျိုးတွေအဲ့လိုတော့ပြန်တင်းမင်းတို့လက်ခံမလား အဲ့လိုလှုပ်ထားတဲ့အဖွဲ့ကိုအခြားနိုင်ငံတစ်ခုကနိုင်ငံရဲ့အစိုးရပါလို့เนาะအတင်းအဓမ္မဒီပြည်သူတဘောမတူရဲ့ဓာတ်တွေကနေလက်ခံပြီးတော့ခေါ်ရမယ်ဆိုရင်မင်းတို့စိတ်ထဲဘယ်လိုခံစားရမလဲဒါ human right လူခွင့်ရေးပဲเนาะဒီ human right ကိုတိဖို့လိုတယ်ဒီမြမအရေးကိုပါဝင်လာတဲ့ဘယ်သူမဆိုပါဝင်လာတာကျေးဇူးတင်တယ်ဒါပေမဲ့ကူညီနိုင်ကူညီမကူညီနိုင်တော့နှောက်ရရမလုပ်ကြဘူးပြက်သားဆိုတာတို့ဘက်ကလည်းပြောမလို့เนาะလူခွင့်ရေးဆိုတာမွေးရမှာခွင့်ဆိုလူတိုင်းရှိပြီးသားเนาะဒီကောင်နေအာနာယူရတာဒါအစိုးရမဟုတ်ဘူး အနှက်ရှင်နေအာနာလုမဲ့ဆိုတကဘာတော့အပေါင်းအာနာရှင်နေဖြစ်ကုန်မှာပေါ့ရှင်းရှင်းလေးအမေရိကန်စစ်တပ်နော်အခုဒေါ်နယ်ထရန့်လောက်တဲ့ဟာတွေအာနာတိတ်လိုက်မှာပေါ့ဖြစ်နေလားဖြစ်လို့ရတာဟုတ်တယ်နော်အဲ့တော့တနှက်ရှင်တိုင်းအာနာရခြင်းဆိုရင်တကဘာလုံးတွေးချောင်းစီးကုန်မှာဒါအောင်နားလေဖို့လိုအပ်တယ်အခုနှက်ရှင်မင်းအောင်လိုက်ခေါင်းဆောင်တဲ့စစ်တပ်ကတနှက်ရှင်တိုင်းအာနာရခြင်းဆိုတဲ့ပုံစံမျိုးချိုးပြီးတော့တိုင်းပြည်ရဲ့အာနာကိုမတရားလုပ်ယူထားတာဒါအောင်မြန်မာပြည်သူအများစုကလက်မခံဘူးတန်းနဲ့တန်း60နီးပါးရှိတဲ့ပြည်သူမှာတန်း40တော့90လောက်ကလက်မခံဘူး ဒါကိုနိုင်ငံတကာအနေနဲ့သိဖို့လိုရတယ်အဲ့လိုမသိဘဲနဲ့အကိုနိုင်ငံတကာအနေနဲ့သူတို့ထင်တာကငါတို့ထင်ရဝင်လောက်လိုက်မယ်ငါတို့အစိုးရငါတို့အစိုးရသူတို့အစိုးရပြစ်တမ်းမှလှုပ်လိုက်မယ်ဒါကိုကျွန်တော်ပြည်သူကခံရမှာလားဟုတ်တယ်မလားဒါကြီးကဟိုရှက်ဖို့လည်းကောင်းတယ်မြင်ရတာအဘိဓမ္မရှိဘူးလှုပ်တဲ့လူတွေအတွက်ပြောတာရှက်စရာဆိုတာပြည်သူတွေကဘယ်လိုမဆိုင်ဘူးကျွန်တော်တို့မြန်မာပြည်သူကလေအစိုးဆုံးထိသွားမှာကွယ်ဘယ်လောက်ဖြစ်ဖြစ်အဲ့တော့တကယ်မြန်မာပြည်ကိုစေတနာရှိတယ်ဆိုရင်နော်ထိုင်းအမတ်ပြောသလိုပဲကိုယ်နိုင်ငံကိုဖိတ်စီဗျာ ဟုတ်တယ်မလားဘာဖြစ်လို့သူများနိုင်ငံကိုတစားကံဖြစ်အသုံးပြုတာလဲရှင်းနေတာကိုမလေးရှားကြီးချုပ်ညီမအပေါ်ဒီငိမ့်ချမ်းနေချင်းလားโอเคဖိလက်ကိုနိုင်ငံကိုတော့မှခမသွားလိုက်လာရှင်းနေတယ်ဒီနိုင်ငံလာပြီးခုလုံးလုပ်ပြီးတော့လုံးစရာအကြောင်းမရှိဘူးသူများနိုင်ငံနော်အဲ့တော့မလေးရှားကိုဖိတော့မှခမသွားလိုက်ဒါပဲအဓိကအဲ့တော့ဒီလွတ်တော်အမတ်ပြောတဲ့စကားကိုတကယ်ဟိုထောက်ခံတယ်ဂျေဇုလက်တင် မြန်မာပြည်သူတွေပြောခွင့်မရအော်လို့မရတဲ့ဇာတ်ကားအခုကျွန်တော်တို့ထိုင်းမှာဆိုရင်ဒီကိစ္စနဲ့ပတ်သက်လို့ဒီလိုလာမင်းနဲ့ဒီလိုလာမကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့မပြောခိုင်းတော့ရှိတယ်။ဒါပေမဲ့ခုနကပြောဆိုသူတို့နိုင်ငံအတွက်ထိခိုက်တိုက်ခိုက်မဲ့ဇာတ်ကားမျိုးကျွန်တော်တို့မတုံးဘူးမပြောဘူး။ဒါပေမဲ့ကျွန်တော်တို့မြန်မာပြည်သူတယောက်အနေနဲ့နော်ပြောခွင့်ရှိတဲ့အရာမကျင်တတ်တာမကျင်တတ်ဘူးပြောတာတော့ဒါလူတိုင်းပြောခွင့်ရှိတယ်။အဲ့ဒါတော့ကျွန်တော်တို့ပြောမှာပဲ။အစ်စံကတော့ပြောခွင့်မရှိဘူးလား။ Okay မပြောဘူး။ဒီနိုင်ငံရောက်နေတဲ့အတွက်နော်။ဒါပေမဲ့တကယ်လောက်ခွင့်ရှိသည့်မင်းအောင်နိုင်ကိုနော် မင်းတို့ပြည်သူတွေအဲ့လောက်မောရင်ကွာအတေခံပြီးတော့ဘုံခွဲရဲတာမေးလိုက်ကြည့်ဟမ်တပုံကြီးထွက်လာလိမ့်မယ်ကျွန်တော်တို့တားထားလို့ကလေးတွေအဲ့ဒါအဲ့ဒါပြလို့နိုင်ငံကကောင်းဆောင်တွေအနေနဲ့ကနော်အပေါ်ပိုင်းကိုလည်းမကြည့်ပါနဲ့မြန်မာပြည်သူတွေအတန်အောင်နားထောင်ပေးပါမြန်မာပြည်သူတွေမျက်နှာအောင်ကြည့်ပေးပါနော်လက်ရှိဒီနေ့အချိန်အထိဒီအာနာတိတ်စစ်တပ်ကပြစ်တက်နေတဲ့ပြည်သူဟာဟဲ့ဒီကြံရက်မာတော်ပေးနေရပါလေဒါကိုမြင်အောင်ကြည့်ပေးကြဖို့လိုအပ်တယ်သူတို့မြင်လာအောင်လည်းကျွန်တော်တို့ဘက်ကလည်း wine or ကြားဖို့လိုအပ်တယ် တူးတယောက်တည်းအော်နေုံနဲ့ဘာမှမဖြစ်ဘူးငါ့ပို့ဘလူးမှမကြည့်ဘူးမထင်နဲ့နော်နိုင်ငံတကာကောင်းဆောင်နေတဲ့အမှန်တရားကိုတီးဖို့အတွက်ကွန်မန့်လေးတစ်ကြောင်းကြီးတစ်ကြောင်းကြီးပေါင်းဆက်လိုက်တာကျွန်တော်အတုံးတဲ့ဝါးနေနေရှိပါတယ်ဒါကြောင့်မလို့ပို့မတင်နိုင်အောင်မှမတရားမှုတွေလုပ်နေတဲ့ဒီလိုခေါင်းဆောင်တွေရဲ့လုပ်ရက်တွေကိုပြက်ပြက်တသားဝေဖန်တုံ့ပြန်ပေးကြပါကျွန်တော်တို့အမှန်တရားပဲလို့ထင်တာနော်နော်ကိုယ့်ဘက်ကလည်းမဟုတ်တာလို့မလို့အမှန်အောင်လို့အမှန်တိုင်းဖြစ်တဲ့ဒီတဲ့ဘွဲမှာမဖြစ်ရင်မြန်မာပြည်ကပြက်ဖို့ပဲရှိတော့တယ်ဒါပါပဲမလေးရှားဝန်ကြီးနဲ့မြန်မာမင်းအွန်လိုင်းသူမဲ့ဘွဲ ဖြစ်ချင်တော့အဲ့ဒီမလေးရှားကောင်ကထိုင်းမှာမြောင်းလိုက်ဟိုချင်းဆူထားတာပေါ့ဆိုတော့ထိုင်းဘက်ကလူတွေကလည်းတော်တော်သဘောမချတဲ့ပုံစံပဲဘာဖြစ်လို့လဲဆိုတော့ရင်ခါကလည်းထိုင်းနိုင်ငံမှာပွဲကြံတည်ရဆိုလေဆိုတော့ကိုစီပြောတာအရင်သဘောချတယ် Okay see you next